မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်မှာဇန်နဝါရီလ17ရက်နေ့ကစစ်ကောင်စီအုပ်စုစစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား၄ယောက်ကိုဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မနေ့ကမနေ့ပိုင်းကမြိုင်မြို့ပေါ်ကနေစစ်ကောင်စီတပ်သား၄ယောက်ဟာထွက်ပြေးလွတ်မြောက်သွားကြောင်းသတင်းရတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကအသိဆောင်ဆိုင်ပြီးတော့အမိရဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါရယ်။ဖမ်းမိထားတဲ့စစ်သားတွေရဲ့ပြောပြချက်အရသူတို့ဟာပေါ်တာဆွဲစစ်သားတဲ့စုဆောင်းခံရကနေပြည်တော်မှာစစ်တပ်နဲ့တက်ရောက်ခဲ့ရတဲ့သူတွေဖြစ်ပြီးတော့ တင်းနန်းအပြီးမှာမြိုင်နယ်ကိုပို့လွတ်ခံရတဲ့အချိန်ကိုလိုယုံပြီးတော့ထွက်ပြေးလာကြတဲ့သူတွေဖြစ်တယ်လို့ပခုတ်ခုခိုင်တိုင်ရင်းဆောင်ငါးကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။ထွက်ပြေးလာတာ ပြေးလာတာကိုကျွန်တော်တို့ရဲ့ရှေ့ကင်းမုံနဲ့တွေ့ပြီးတော့ဖမ်းမိတာတာထွက်ပြေးလာတာကအပတ်စဉ်၅ကလို့ပြောတယ်တယောက်ကဥဆောင်ပြီးတော့ကျန်တဲ့ကလေးတွေကိုပါခေါ်လာခဲ့တာပေါ့လို့ပခုတ်ကိုခဲရန်တိုင်ရဲဆန်၅ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်ဖမ်းမိထားတဲ့စစ်သား၄ယောက်မှာလက်နက်ခဲရန်တွေမပါဘဲနဲ့ကိုလိုရုံးပြီးတော့ပြေးလာတာလို့ဆိုပါတယ်သူတို့ကိုစစ်ကောင်စီအုပ်စုကပေါ်တာဆွဲပြီးတော့စစ်သားတွေစုဆောင်းပြီးတဲ့နောက်နေပြည်တော်မှာစစ်တပ်နဲ့၃လတက်ခိုင်းကပခုတ်ကူမြို့ချိန်လင်တိုင်ရဲခါလိုက်ရ2 5ကိုပို့ခဲ့ပြီးတော့အဲ့ဒီကနေမှတဆင့်မြန်မြို့နယ်ကိုစစ်ကြောင်းထိုးခိုင်းလို့ ဒီသမားလာ၁၈ရက်နေ့မှာမြိုင်မျိုးကိုရောက်ရှိလာတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီစစ်ကောင်စီအုပ်စုတပ်သားတွေကိုပခုတ်ကူခရိုင်တိုက်ရဲဆန်ကနဂနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့မြိုင်စင်ရိုင်းအဖွဲ့နဲ့လင်းမွေအဖွဲ့တို့ကပူးပေါင်းပြီးတော့ကင်းမုတ်ဝက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မတ်လကစတင်ပြီးတော့အာနာသိန်းစစ်ကောင်စီအုပ်စုကနိုင်ငံတော်မှာရှိတဲ့လူငယ်လူရွယ်တွေကိုစစ်သားတွေအဖြစ်နဲ့စုဆောင်းပြီးတော့စစ်တဲနန်းတွေတက်ခိုင်းကအသေးခံစစ်သားတွေအဖြစ်နဲ့နိုင်ငံတော်က တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာများကိုပို့လွှတ်နေတာဖြစ်တယ်လို့သိရပါတယ်။အပတ်စဉ်၅စစ်တပ်နဲ့ဆင်းပွဲကိုပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကပြုလုပ်ခဲ့ပြီးတော့လက်ရှိမှာစစ်ကောင်စီအုပ်စုကအပတ်စဉ်၈စစ်တပ်နန်းတွေကိုပို့ချနေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ပွဲများမှာရှုံးနေလာတဲ့အာနာတိတ်အကြံဖတ်စစ်ကောင်စီဟာလက်ရှိမှာလေကြောင်းကိုအဓိကအားပြုပြီးတော့တိုက်ခိုက်နေရပြီးယခုခါမှာ၎င်းတို့ရဲ့လေတပ်ကုန်ကျစရိတ်များကိုရှော့ချနိုင်ရန်အတွက်အင်ဂျင်တက်တဲ့လေထီးများ ပါရာမော်တာခေါ်ပါရာဂလိုက်ဒါများကိုအသုံးပြုပြီးတော့ကြေးရွာများကိုစမ်းတက်ပြီးတော့ဘုံကျဲနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာလက်ရှိမှာအင်ဂျင်တက်၄ထီးများကိုအသုံးပြုပြီးတော့မြန်မာနိုင်ငံအလဲပိုင်းဒေသများကိုဘုံကျဲတက်ခိုက်လျက်ရှိရာထိခိုက်ဒိဆုံးသူတွေရှိခဲ့ပြီးတော့အခုလိုမျိုးလှုပ်ဆောင်ရန်အတွက်ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလတကြံအပီးကစတင်ပြီးတော့ပြင်းလွင်တက်နေတဲ့အတွင်းမှာလေ့ကျင့်ခဲ့ကြတယ်လို့ CDM အရာရှိတွေစီကသိရှိရပါတယ်အဲ့ဒီအချိန်ကာလကပြည်ဦးလွယ်ဗတ်ချမ်းမှာကျွန်တော်ရှိနေတယ်အဲ့ဒီမှာကျွန်တော်ကိုယ်တိုင်ပြည်ဦးလွယ်တက်နေတနေရာကနေမြင်ခဲ့တာပါအဲ့ဒီကနေစလာတာလို့ CDM ဘူကြီးဇင်ယောက်ကရှင်းပြထားပါတယ် အဲ့ဒီနောက်မှာတော့မိထီလာမှာရှိတဲ့လေချောင်းအတက်တင်လေတပ်စခန်းဌာနချုပ်ရှမ်းတဲနဲ့တရုတ်လေတပ်စခန်းစရာတွေကိုရောက်ရှိလာကကျေးပါများကိုစမ်းသပ်ပြီးတော့ဘုံကျဲလာခြင်းဖြစ်ပြီးစစ်တပ်တမိုင်းတလျှောက်မှာအခုပထမဆုံးအကြိမ်အသုံးပြုခြင်းလည်းဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့ညပိုင်းကလည်းတရုတ်လေတပ်စခန်းကနေအင်ဂျင်တက်လေထီးများအနောက်တောင်အရက်ကိုပြန်တန်းသွားတဲ့အတွက်ငန်းစုံမြို့သားနထိုးကြီးမြင်းကြံတောင်းသားနေများကပြည်သူများအနေနဲ့ အထူးဂယုဆိုင်ပြီးတော့တတိထားတဲ့နယ်လို့ဝေဟင်စောင့်ကြည့်သူများကအသိပေးထားပါတယ်လေတက်ရဲ့ကုံကြစိတ်ကများတဲ့အတော့ရှော့ချနိုင်အောင်လို့အခုလိုလုံနေတာလို့ထင်တာပဲအဲ့ဒါတွေကနေရာတိုင်းမှာတော့တုံးလို့မရဘူးအခုတုံးနေတယ်ဆိုတာကမြန်မာနိုင်ငံအလဲပိုင်းကဘာမှပြန်မပြစ်နိုင်တဲ့ရွာတွေကိုလိုက်ကျဲနေတဲ့ပုံစံမျိုးတွေကိုပဲတွေ့ရပါတယ်လို့လေတက် CDM တက်ချက်ကြီးဇေယျကပြောဆိုထားပါတယ်စစ်ကောင်စီဟာ အင်ဂျင်တက်၄ထင်းနဲ့2024ခုနှစ်ဒီဇင်ဘာလ25ရက်နေ့ကနေအခုနှစ်ဇန်နဝါရီလ5ရက်နေ့အထိမန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းဇယက်ကြီးနဲ့ရွှေစီကြီးကျေးရွာအပါအဝင်ကျေးရွာများကိုစုစုပေါင်း3ချိန်တိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီးတအုပ်သေးဆုံးက3ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးလေကြောင်းကနေတိုက်ခိုက်ဖို့တင်ပြမယ်ဆိုရင်စင်ကဲစင်ကဲသွားရမှာဖြစ်ပြီးတော့အချိန်နောက်ကြတယ် ဒါကိုလေတက်အနေထားနဲ့မဟုတ်တော့ဘဲနဲ့ခြေလျင်တက်အနေနဲ့လေချောင်းတိုက်ခိုက်မှုမျိုးသူတို့အနေထားနဲ့သူတို့လုံလို့ရအောင်တုံးလာတာလို့မြင်ပါတယ်လို့စီဒီယံဘူကြီးဇင်ရောကတုံးတက်ထားပါတယ်။ဒါအပြင်ငန်းစုံမျိုးနဲ့တားကျင်ရွာကိုလည်းပြီးခဲ့တဲ့ဒီဇင်ဘာလ31ရက်နေ့ကလေချောင်းအပြင်အင်ဂျင်တက်လေထီးများနဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့၅ဦးတေဆုံးခဲ့တယ်လို့ ။ဇကိုင်းမြို့နယ်မြင်းဆက်ကျေးရွာမှာလည်းဇန်နဝါရီလ3ရက်နေ့ကအခုလိုမျိုးတိုက်ခိုက်ခဲ့ရာ၃ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးသူများဟာအပြစ်မဲ့တဲ့အရသားများဖြစ်ကြပြီးတော့ကလေးငယ်များလည်းပါဝင်နေကစစ်ကောင်စီကဘာတိုက်ပွဲမှလည်းမဖြစ်ဘဲနဲ့လာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုများရဲ့ထုတ်ပြန်ပြောဆိုချက်နဲ့သတင်းများအရသိရှိရပါဗျ။ အဲ့ဒီအင်ဂျင်တက်တဲ့လေထီးကိုလေရင်စီမဟုတ်တဲ့အခြားသောဆက်သုံးစီများနဲ့လေငြိမ်တဲ့အချိန်စောင်းတွဲနဲ့နှွေရသီလိုအချိန်မျိုးတွေမှာအသုံးပြုပြီးတော့လူတစ်ယောက်ကနေအများဆုံး၂ယောက်အထိလိုက်ပါနိုင်တော့လေတနအီကို40ကနေပြီးတော့60ကီလိုမီတာခန့်သာမောင်းနေနိုင်တဲ့အတွက်ကြောင့်အချိန်နှေးတယ်လို့သိရပါဗါဒါအပြင်ပြန်တမ်းမှုဟာလည်းနှိမ့်တဲ့အတွက်ကြောင့်မြင်းသာလွယ်ခြင်းမောင်းသူရဲ့ကိုယ်အလေးချိန်အပါအဝင်ဝိတ်ပမာဏများစွာကိုမတင်ဆောင်နိုင်ခြင်းဘုံသီးကိုတိတိကျကျကျဲချရန်ခတ်ခဲခြင်းမောင်းသူအတွက်အန်ဒီရဲ့ကြီးခြင်း အတန်ကျဲခြင်းစတဲ့အားနည်းချက်တွေရှိတယ်လို့သိရပါတယ်။အဲ့ဒီအင်ဂျင်တက်၄ထီပါရာမော်တာလို့ခေါ်တဲ့ပါရာဂလိုက်ဒါများကိုငကြင်းမီ0.5လိုမျိုးဆက်လက်တုံးနဲ့တုံပြန်နိုင်ပြီးတော့နှစ်စီး၃စီးကပြစ်ချလိုက်ပါကနောက်နောက်နေမှာစစ်ကောင်စီအနေနဲ့တုံးလာတော့မှမဟုတ်တလို့မောင်းနေပြန်တမ်းမယ်လက်အောက်ခံတပ်ဖွဲ့ဝင်များလည်းရှိလာတော့မှမဟုတ်ဘူးလို့စီရေးကျွမ်းကျင်သူများကတုံ့တက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်တောင်ကူတန်တောင်လမ်းမပေါ်6မိုင်မှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သား3ဦးတိတ်ဆုံးကလက်နက်3လက်နဲ့ခဲယားများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ10ရက်နေ့နေ့လယ်7:00နာရီကတန်တောင်ကြီးမြို့နယ်တောင်ကူတန်တောင်လမ်းမပေါ်မှာတမဟာနှစ်တရင်9နဲ့ပူပေါက်တပ်များက6မိုင်မှာလမ်းမိုင်းလုံးကျုံရေးအတွက်ခီးသွွားပြည်သူများရဲ့ကားများကိုစစ်ဆင်းနေတဲ့အချိန်အာနာတိတ်အကြမ်းဖက်စစ်ကောင်စီရဲ့တရင်39ကဘရင်တော်တပ်မျိုးကိုပြန်လာတဲ့ ချက်ပဲစစ်ကောင်စီတပ်သားများနဲ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အမှန်တိုင်းပြောရရင်တော့ဘရင်တောင်တပ်ကနေတောင်ငူကို KDV သွားပြီးအပြန်မှာဖြစ်တာလို့ KNL တပ်မဟာနှစ်တိုင်ရင်ကတောထိခိုကတောင်ဝင်းရှိသူတို့ကရှင်းပြထားပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအာနာတိတ်အချက်ပဲစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး M3 အမျိုးအစားတပ်နဲ့၃လက်ကြီပေါက်၉ခုကြည်အတောက်200စစ်ဘက်ဆိုင်ရာပစ္စည်းတချို့နဲ့ကားတစ်စီးတို့ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ KNU တပ်မဟာနှစ်မှာလက်ရှိ PDF တပ်များနဲ့တော်လိုင်းတပ်များကပါပူးပေါင်းပြီးတော့စစ်ရဲလှုပ်ရှားနေပြီးတော့စစ်ကောင်စီတပ်များဟာမြို့ပေါ်နေရာများမှာသာစစ်ရဲအခြေပြုလှုပ်ရှားနိုင်တော့တယ်လို့သိရပါဗျ။ကျေးရွာများနဲ့နယ်ပတ်များမှာစစ်ကြောင်းလှည့်လည်ခြင်းကလွဲပြီးတော့အခြေပြုစခန်းများတဖြည်းဖြည်းနဲ့ရုတ်သိမ်းဆုတ်ခွာမှုများရှိနေတယ်လို့သိရပါဗျ။တန်တောင်ကြီးဘက်မှာဆိုရင်တော့စစ်ခွေးတွေကမြို့ပေါ် area လောက်ပဲအဓိကအထိုင်ချပြီးတော့တပ်ဆွဲနေထိုင်နိုင်တော့တယ် လမ်းပိုင်းတွေနဲ့ရွာတွေဘက်မှာရံဖန်ရံခါစစ်ကြောင်းလှည့်လေတာကလွဲပြီးတော့စစ်ရေးလှုပ်ရှားမှုတွေတိတ်မလုံနိုင်တော့ဘူးလို့တော်လိုင်းရေးသတင်းရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဟင်္ဒရာမြို့နယ်တလုတ်ထော်မြို့ဥရှင်ကြီးပွဲတော်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံနယ်မြေရဲစခန်းနဲ့အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီးတော့လောင်ကစားဝိုင်းများကိုပြုလုပ်ကစီးပွားရှာနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ကနေ13ရက်နေ့အထိကျင်းပနေတဲ့တလုတ်ထော်မြို့ဥရှင်ကြီးပွဲတော်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံနယ်မြေရဲစခန်းကရဲများနဲ့အုပ်ချုပ်ရေးမှူးများပူးပေါင်းကလောင်ကစားဝိုင်းများကျင်းပပြီးတော့စီးပွားရှာနေကြခြင်းဖြစ်တယ်လို့သိရပါတယ်။နယ်မြေကရဲများနဲ့အုပ်ချုပ်ရေးမှူးများကဂျင်းဝိုင်းများကြက်ဝိုင်းများအပြင် ်လောင်းကစားမျိုးစုံပါဝင်တဲ့လောင်းကစားဝိုင်း20ကြော်ကိုဥဆောင်ပြီးတော့ပြုလုပ်နေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလောင်းကစားဝိုင်းများကိုပွဲတော်မကျင်းပမီနှစ်ရက်အလိုကလေးကစတင်ကျင်းပနေခြင်းဖြစ်ပြီးတော့လောင်းကစားဝိုင်းမှာလာရောက်ကစားပြီးတော့မူးယစ်ဆဲဆုံနေတဲ့သူတွေကိုလည်းရဲများကအရေးမယူဘဲနဲ့စူပူတောင်းကြန့်ခွင့်ပေးထားတဲ့အတွက်ကြောင့်ပွဲတော်ကိုလာရောက်တဲ့လူများဟာကြောက်လန့်နေရတယ်လို့ပြောဆိုထားပါဗျ။တလုတ်ထော်မျိုးအမတ်နဲ့ရက်ကွက်မှာကျင်းပနေတဲ့ဥရှင်ကြီးပွဲတော်ကိုအကြောင်းပြပြီးတော့နိုင်ငံရေးရဲစခန်းနဲ့အုတ်ချုပ်ရေးမှုတွေကပူးပေါင်းပြီးလောင်းကစားဝိုင်းတွေကိုပြုလုပ်နေတာပါ ပွဲမင်းက3ရက်ဆိုပေမဲ့ပွဲမတိုင်မီ2ရက်လောက်ကလေးကလောင်ကစားဝိုင်းတွေကစလုံနေတာဂျင်းဝိုင်းကြက်ဝိုင်းအစုံပဲစုစုပေါင်းလောင်ကစားဝိုင်း20ကျော်ရှိပါတယ်လောင်ကစားဝိုင်းမှာမူယူတောင်းကျမ်းနေလဲဘာမှအေးမယူဘူးလို့ဒေသခံပြည်သူတွေကပြောကြားထားပါတယ်အကြမ်းမဲ့စစ်ကောင်စီကဟင်းတရာမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများမှာလောင်ကစားဝိုင်းများမူရဲစေဝါရောင်းချမှုများပြည်ထောင်စုလုပ်ငန်းများနှလုံးထီသုံးလုံးထီနဲ့ချဲဘောလုံးများကိုလိုင်းချင်းနဲ့ဆက်ချင်းများရယူပြီးတော့တရားဝင်ခွင့်ပြုပေးနေတယ်လို့ဒေသခံများကပြောဆိုထားပါတယ် အခုကနိုင်ငံရေးမလုပ်ရင် PDF မလုပ်ရင်ပြီးတာပဲဆိုပြီးတော့အရက်ဖဲဖာဆေးလောင်းကစားအကုန်လုံးကိုခွင့်ပြုပေးနေတာလူငယ်တွေဆိုတာလဲအရက်တောက်တဲ့သူကတောက်ဘောလုံးပွဲလောင်းဆေးဆွဲတဲ့သူတွေဖြစ်ကုန်ကြပြီလို့ဟင်္သာရမြို့နယ်က CDM ကျောင်းဆရာတအုပ်ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီနယ်ရှမ်းပြည်နယ်အဆက်ဖဲခုံမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်ကောင်စီကလေရင်နဲ့ဘုံများကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ12ရက်နေ့မနက်7:00နာရီခွဲဝင်းကျင်အချိန်မှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်900ဘုံများအပါအဝင်ဘုံများနှစ်ကျိန်ကျဲချခဲ့တယ်လို့သိရပါတယ်။ဘုံကျဲချတဲ့နေရာဟာဖဲခုံမြို့နယ်လက်အိကျေးရွာအနီးဖြစ်ပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ကျဲတာကပေါင်900ဘုံပါပါတယ်။ကျင်းကြီးတွေဖြစ်ကုန်တဲ့ကျဲချတဲ့နေရာမှာလူထိခိုက်မှုတော့မရှိဘူး။နေကင်းပိုင်းဆိုတော့ လေရင်တန်ကြားတာနဲ့ရှောင်လိုက်နိုင်တယ်ကျဲတဲ့နေရာကလည်းရွာရဲ့အပြင်ဘက်ကိုကျတယ်လို့စီရင်သတင်းအရေးမြစ်ကရှင်းပြထားပါတယ်အလားတူပဲမနေ့ကဇန်နဝါရီလ17ရက်နေ့မနက်ပိုင်းမှာရခိုင်ပြည်နယ်ကြောက်တော်မြို့လူနေရပ်ကွက်များနဲ့ဈေးကိုအကြမ်းဖက်စစ်ကောင်စီကဘုံကျဲချခဲ့ရာအ ਨੇ စုံပြည်သူ၈ဦးသေဆုံးခဲ့ကြောင်းဒေသခံများထံကသိရှိရပါတယ်ဆေးရုံကိုသွားတဲ့ဒေသခံတအုပ်ကသေးဆုံးသူ၈ဦးလောက်ရှိတယ်လို့ပြောတယ်အတိအကျတော့မသိရသေးဘူးဒီထက်လည်းပိုကောင်းပိုနိုင်တယ်ဒဏ်ရာရတဲ့သူကတော့အယောက်20တောင်ရှိတယ်လို့ပြောတယ် တာဝန်ရှိသူတွေသတင်းထုတ်ပြန်ပါလိမ့်မယ်လို့ပြောဆိုထားပါတယ်။ကြောက်တော်မျိုးဟာဖုန်းလိုင်းအင်တာနက်လိုင်းများဖြတ်တောက်ခံထားရတဲ့မြို့နယ်တွေကတခုဖြစ်တယ်လို့သိရပါတယ်။ကြောက်တော်မျိုးဟာအာရခတတ်တော် AA ထိမ့်ချုပ်တိမ့်ပိုက်နိုင်တဲ့မြို့နယ်တခုဖြစ်ပြီးတော့စိတ်ကောင်းစီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တမင်တကာကိုရွေချက်ရှိရှိနဲ့လေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အာရခတတ်တော် AA ကလည်းကြောက်တော်ဘုံကျဲခံရမှုကိုထုတ်ပြန်ထားပြီးတော့စိတ်ကောင်းစီကဘုံ15လုံးခန့်ကျဲချတိုက်ခတ်ခဲ့ကြောင်းနဲ့ ထိခိုက်သေးဆုံးမှုစိုင်းရဲများကိုတော့ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းအေအေကပြောဆိုထားပါတယ်အလားတူပဲဇန်နဝါရီလ10ရက်နေ့နေ့လယ်တနားကျော်အချိန်ကလည်းရခိုင်ပြည်နယ်ရမ်းမြန်းမြို့နယ်ကြောင်နီမော်ကျေးရွာကိုဘုံကျဲတိုက်ခိုက်မှုကြောင်းအရက်သားပြည်သူ42ဦးသေဆုံးခဲ့ရပြီးတော့28ဦးဒဏ်ရာရရှိခဲ့ကြောင်းနဲ့နေ398လုံးမိလောင်ပျက်စီးသွားကြောင်းသိရပါတယ်အကြံဖတ်အာနာသိန်းစစ်ကောင်စီရဲ့ရခိုင်ပြည်အတွင်းလက်ရှိဘုံကျဲတိုက်ခိုက်မှုများအလုံးဟာ တရားဘောကြောင့်လည်းလောက်ရများဖြစ်သလိုစေရာဇွဲမှုများကိုပြောင်ပြောင်တင်းတင်းကျွလွနေခြင်းဖြစ်ကြောင်းအရခတက်တော်အေအေရဲ့ပြောခွင့်ရဥခိုင်ဒုက္ခကပြောဆိုထားပါဗါးတိုက်ပွဲမှာဖြစ်ပွားခြင်းမရှိတဲ့နေရာမှာအခုလိုမျိုးအပြစ်မဲ့တဲ့ပြည်သူတွေကိုဥတီပြင်းမှတ်ထားပြီးတော့တိုက်ခိုက်တာဟာအကြမ်းဖက်စစ်ကောင်စီအနေနဲ့အလွန်ရုံမာပြီးတရားဘောကြောင့်လည်းလောက်ရဖြစ်သလိုစေရာဇွဲမှုတွေကိုပြောင်ပြောင်တင်းတင်းကျွလွနေတာလည်းဖြစ်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်းတွဲမြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်ကိုအတော်ကကြေးပါများကလူငယ်များကိုအကြမ်းဖက်ဆက်တက်ကနှစ်ရက်ဆက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့်လူငယ်အယောက်90ကျော်ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့နဲ့10ရက်နေ့တွေမှာအကြမ်းဖက်ဆက်တက်ကဝမ်းတွဲမြို့နယ်မှာရှိတဲ့ခင်ကြီးရွာကလူငယ်၄ဦး၊ရေဆုံးရွာကလူငယ်6ဦး၊ကိုကိုခါလာရွာကလူငယ်2ဦး၊ညောင်မင်ကုန်းရွာကလူငယ်1ဦး၊ဒိုင်ကောင်းကုန်းရွာကလူငယ်1ဦး ညောင်မင်းသားဆယ်ရွာကလူငယ်၄ဦး၊လေးမြနာရွာကလူငယ်၁ဦး၊တဲစုရွာကလူငယ်၁ဦးနဲ့ရွှေတောင်ရွာဘေးမှာရှိတဲ့စစ်တပ်ဆစ်ဆေးရေးဂိတ်ကလူငယ်အယောက်၃၀ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။နှစ်ရက်ထဲနဲ့လူငယ်အယောက်50ကျော်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာအဲ့ဒီအရေးအတွက်ဆိုတာကလည်းကျွန်တော်တို့စီကိုပေးပို့တဲ့ပြည်သူတွေရဲ့ပို့တဲ့စာရင်းပဲရှိသေးတယ်။ ကျန်တဲ့နေရာတွေမှာလည်းလူငယ်တွေပေါ်တာဆွဲဖမ်းဆီးခံရတာတွေရှိနေသေးတယ်။အရေးအတွက်ကပုံများဖို့ပဲရှိတယ်လို့ Voice of One တွင်းကတာဝန်ရှိသူကပြောဆိုထားပါရယ်။ဇန်နဝါရီလ9ရက်နေ့ရှေ့ပိုင်းကလည်းအကြမ်းဖက်ဆက်တက်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများရှိခဲ့ပြီးတော့တယောက်ကို15သိန်းနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့သိရပါရယ်။လက်ရှိဖမ်းဆီးခံထားရတဲ့ပြည်သူများကိုပြန်ရွေးခိုင်းခြင်းမရှိဘဲ လေ့ကျင့်ရေးတန်တန်းကျောင်းတွေကိုတိုက်ရိုက်ပို့ဆောင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲအုပ်ဖုံမြို့နယ်မှာရှိတဲ့ကျေးရွာများကလူငယ်များကိုလည်းအကြမ်းမဲ့ဆက်တကနေတိုင်းလိုလိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက်ရွာလုံးချွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ဇန်နဝါရီလကစတင်ပြီးတော့အုပ်ဖုံမြို့အနောက်ဘက်မှာရှိတဲ့ငရှင်ရိုးအုပ်စုကကျေးရွာများဂုံကျင်းတန်းကျေးရွာတရက်ကုန်းအုပ်စုကကျေးရွာများနဲ့ကျက်စုတော်ကျေးရွာများကိုအကြမ်းမဲ့ဆက်တက ညတိုင်းလိုလိုဝင်ရောက်လာပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲ့ဒီကြေးရွာများကလူငယ်များဟာနေအိမ်တွေကိုမပြန်ရဲတော့ဘဲလဲခွင်းများချောင်းမြောင်းများမှာနေထိုင်နေရပြီးအလုတ်ကင်တွေလည်းမရှိတော့တဲ့အတွက်ကြောင့်စားဝတ်နေရေးတွေခက်ခဲလာတယ်လို့ပြောပါတယ်။လူငယ်တွေကတော့ရွာလုံးကျွတ်ထွက်ပြေးနေရတာစိတ်ခွေးတွေကညတိုင်းလိုလိုကိုဝင်ဖမ်းနေတာ လူငယ်တွေအိမ်လည်းမပြန်ရဲတော့ဘူးလေခွင်းတွေချောင်းတွေမြောင်းတွေထဲမှာပဲဆင်းဆင်းရဲရဲနေနေကြရတယ်အလုတ်ကိုင်တွေလည်းဘာမှလုပ်လို့မရတော့စားဝတ်နေတော်တော်ခက်ခဲနေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင်အုပ်ဖို့မြို့နယ်တောင်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဝင်းအောင်သူ့ရဲ့မယားဖြစ်တဲ့မြင့်မြင့်ဆန်းတဲ့ထောက်ကျန့်ဝင်းကျေးရွာယာအိမ်မှုရွှေစင်တို့ဟာကျေးရွာအတွင်းမှာရှိတဲ့စစ်မှုထမ်းခြင်းမပေးနိုင်တဲ့လူငယ်များရဲ့နေအိမ်များကိုစစ်တပ်ကိုခေါ်ပြီးတော့တိုင်တက်တိုင်စင်းလိုက်လံပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက် အဲ့ဒီကြေးရွာများကလူငယ်များဟာလဲထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဗုံပြင်းမြို့နယ်အခြေစိုက်အကြမ်းမဲ့စစ်ကောင်စီရဲ့ခမရ99ကိုတရင်ကစစ်မှုထမ်းတင်တန်းစင်တပ်သား2ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ17ရက်နေ့ကအမှတ်7တပ်မတော်တမ်းမြင့်လေးချင်ရေးတင်တန်းကျောင်းတင်တန်းအပတ်စဉ်9တင်တန်းစင်တပ်သား2ဦးဖြစ်တဲ့တပ်သားစန်းထွန်းအောင်နဲ့တပ်သားအောင်မျိုးကျော်တို့ဟာဗုံပြင်းမြို့နယ်အခြေစိုက်ခမရ99မှာ တောင်ဝထမ်းဆောင်နေတဲ့အချိန်လက်နက်ခဲယမ်းများနဲ့အတူထွက်ပြေးလာကဒေါနာတိုက်ရင်ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တပ်သားစမ်းထုံးအောင်ဟာ MA3 အမျိုးသားတပ်နဲ့တလား G100 တော့ G ပေါက်3ကိုလက်ပြဘုံတစ်လုံးနဲ့၎င်းတပ်သားအောင်မျိုးကျော်ဟာ MA1 အမျိုးသားတပ်နဲ့တလား G85 တော့ G ပေါက်3ကိုနဲ့၎င်းအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်သူတို့ကအတရားဓမ္မစစ်သားစုဆောင်ခံထားရတဲ့ဒူတွေပါတင်းနှံကာလကလေးကထွက်ပြေးဖို့စူးစမ်းနေတာတထဲကနေအမြဲထွက်ပြေးဖို့အတွက်စဉ်းစားနေတဲ့ဒူတွေပါ ကင်းချိန်လစ်တာနဲ့တပြိုင်တည်းထွက်ပြေးလာကြတာလို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်သား၂ဦးကိုဒေါနာတိုက်ရင်ကကောင်းမွန်စွာလက်ခံထားပြီးတော့ဒေါနာတိုက်ရင်မှာ CDM ပြုတ်လုကအလင်းဝင်ရောက်လာတဲ့ပြည်သူ့ဘတ်တော်သားစစ်ကောင်စီတပ်သားများလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များနဲ့အတူတာဝန်ထမ်းဆောင်နေတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းအမိန့်ချိန်ညှချက်များကြောင့်အတင်းအဓမ္မတပ်သားတဲ့စုဆောင်းခံရတဲ့သူများအပါအဝင် ်ပြည်သူ့ဘက်ကိုရက်တီချင်းနဲ့တပ်မတော်သားများနဲ့ရက်တပ်ဖွဲ့ဝင်များအနေနဲ့ပြည်သူ့ကာကွယ်တပ်မတော်ဒေါနာတိုက်ရင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနဲ့နီးစပ်ရာတော်လိုင်းတပ်ဖွဲ့များကိုချိတ်ဆက်ကအလင်းဝင်ရောက်နိုင်တယ်လို့အတိပိတ်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့ လုံခြုံစိတ်ချပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ